ကျွန်တော်ဒီနေ့တွေ့တယောစာအဟောင်းလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုရေးသားထားသူကတော့ဆရာရန်လိုကျွဲပဲဖြစ်ပါတယ်တယောစာလေးကိုဖတ်ခွင့်ပြုပါရန်ဆရာရန်လိုကျွဲအားကျွန်တော်ဒီနေရာကနေပြတော်ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစေဗျာအေးတော်ဘုံ အန်ကူအောင်ရမည်ကိုလောက်ကိုမလောက်သူများ ကြည်ဆိုသည့်နေပြော့နိုင်ငံမိမိတို့၏နေပြော့နိုင်ငံသည် အမည်နှင့်လိုက်သည်ဟုဆိုရမည်တိုတံမုံနေခွေးသည်အင်အားပြော့သည်တကယ်တော့နေပြော့သည် အတိတ်ကရွှေထီးဆောင်ခဲ့ဘူးသည်ဒေတာတွင်းနိုင်ငံများကိုဥဆောင်မည်အနေထားရှိသည့်အထိတိုးတက်ခဲ့သည် သို့တော်လည်းရွှေထီးဆောင်ကာလတိတ်မကြာမီမှာပင် နိုင်ငံသည်တဖြည်းဖြည်းဆုပ်ယုပ်လာရမှာ ဒေတာတွင်ဆင်းရဲဆုံးနိုင်ငံဘဝရောက်သွားတော်သည် အပေကြောင့်ထို့သို့ချွတ်ချုံကျသွားရသည်နီမကြသေးခင်နှစ်များတွင်ကစတင်ပြီးဒီမိုကရေစီအပြောင်းလဲများပေါ်ဆောင်နေတော်လေနှိပြော့နိုင်ငံ ရှိတိုးမလာခြင်းမှာ အပေကြောင့်နီဤမေကုန်းများကို မေးလာသည့်သူမှာပြည်ပမှသတင်းသမားတဦးဖြစ်သည်မိမိကိုယနေ့တွေ့လို့သည်ဟုဆိုလာသည်ဖြင့်မိမိအားလက်သည့်နနက်ပိုင်းကိုချိန်လိုက်သည် နှေးပြောင်းနိုင်ငံနှံလျှက်စစ်မီးကိုလဲချပေးနေရာမိမိတို့ရက်ွက်သည် ယနေ့နဲ့ဆယ်နာရီမှမော့တဲ့ချိန်ထိမီးပြတ်မီထို့ကြောင့်မီးပြတ်ချိန်ဟုပြောပြောမီးပြတ်ချိန်ဟုပြောပြော ထိုချိန်ကနှစ်နာရီကြာလိမ့်မည်မီးမလာလင်အလောက်ကန်စင်မပြေသဖြင့်ဧည့်သည်နှင့်လေပေါ်ရန်အကောင်းဆုံးအချိန်မဟုတ်လောထို့ကြောင့်သူ့ကိုထိုချိန်တွင်လင်တင့်လျော်ပေမည် ်ထိုတရေသမားဤနှခေါင်ရင်လေတိတိသာသာပြချက်နေသည်မှာမိမိတူမတယောက်နှင့်တူညီလှသဖြင့်ချစ်စရာကောင်းလှသည်ဟုမိမိယူဆ၏ဤကလေးလေးကမိမိတို့နိုင်ငံထီလာပြီးမိမိတို့နိုင်ငံအကြောင်းကိုအစပြုလေ့လာနေသူဖြစ်ခြင်းကြောင့်ကော်ဖီဆိုင်သို့ခေါ်ပြီးသူမေးသမျှရှင်းပြပြောပြရတော်သည်ဆရာကျွဲတို့နိုင်ငံကအလားအလာကောင်းတွေရှိခဲ့ပါရဲ့နဲ့ ဘလို့ပဲပုံချွတ်ချုံကြသွားရတာလေကို့လို့ကိုမလုပ်ချလို့ချွတ်ချုံကြသွားတာပါဟုမိမိကဖြေသည်မိမိဖြေကိုတရင်သမားကကြည်နဲ့ချင်းမရှိ သို့တော်လင်းမိကုံနောက်တစ်ခုမေးပြန်၏ဒီမိုကရေစီပေါ်ဆောင်မှုကို အခုမှအစပြုနေကြတာဘာကြောင့်လဲကို့လို့ကိုမလုပ်ချလို့အခုမှအစပြုနေရတာပါဟုမိမိကဖြေ၏မင်းနေသောသူ့မျက်လုံးကို အတက်နိုင်ဆုံးပြုပြခြင်းဖြင့်မိမိအဖြေကို သူအံ့အားသင့်ကျင့်နှံ့မှုမရှိကြောင်းအရေးအယံပြသည်ပေါ်ပြူလာပါတီခေါင်းဆောင်လဲအာနာရပြီးအစိုးရဖွဲ့ထားပြီပဲအခြေအနေကပိုပြီးထူးခြားမလာပါလားဘာသဘောလဲရှင်ဒါလည်းကိုလိုကိုမလောက်ကြလို့ဖြစ်ရတာပဲလားအဲ့ဒီလိုပြောနိုင်ပါတယ်ဟုမိမိဖြေရဤကျမအမတန်စိတ်ဝင်စားသွားပြီဆရာကျွေးဆရာတို့နေပြောနိုင်ငံရဲ့ပြဿနာရဲ့ရဲ့ဟာ ကိုယ့်လို့ကိုမလောက်ကြလို့ဖြစ်ကြရတာဆိုတော့အဖြေကိုသိနေပြီပဲပြဿနာရှင်းရတာလွယ်မှာပေါ့မဟုတ်ဘူးလားဘေသူတွေက ကိုယ့်လို့ကိုမလောက်ကြတာလေစာရေးဆရာတွေကကိုယ့်လို့ကိုမလောက်ကြတာပါဟုမိမိကဖြေရသည် သူကချိန်ရသည် ဆိုသောကြောင့်မိမိလည်းမိမိတို့နိုင်ငံ၏ကံစုံမုံမောင်ကြပုံကို ရှင်းပြရတော်သည်မိမိတို့နိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုတွင် စာရေးဆရာတို့လည်းပါဝင်၏လွတ်လပ်ရေးရာပြည်နောက်ပိုင်းစာရေးဆရာတို့ကသူတို့ကြောင့်သာလွတ်လပ်ရေးရာချင်းဖြစ်သည်နိုင်ငံကိုသူတို့ကကယ်တင်ခြင်းဖြစ်သည်ဟုယူဆလာကြရာမှပြဿနာတက်လေသည်ထိုသို့သောဦးကြောင်ကြောင်တွေးမျိုးမှစာရေးဆရာခေါင်းဆောင်ပိုင်းထံမှလာသည်အဲ့ဒီလိုတွေးုံနဲ့ဆရာကျွဲတို့ရဲ့နှိပြော့နိုင်ငံစင်ရွင်နဲ့နေရတယ်ဆိုတာကတော့မဖြစ်နိုင်ဘူးထင်တယ် စာရေးဆရာတွေယူထားတယ်ဆိုတာကသူတို့လုပ်ပေးလီနိုင်ငံတိုးတက်ခြင်းမတိုးတက်ခြင်းနဲ့ဘလို့ဆက်ဆက်နေလို့လေရှင်ဒါလည်းမေးတင်နဲ့မေကွန်မဲ့သတင်းတောက်ကြီးစာရေးဆရာတွေစိတ်ယူပေါက်တာကတဘာဝချပါလေငါတို့စီမာကတော့အဲ့ဒီစိတ်ယူကိုလက်တွေ့အကောင်ထဲပေါ်လိုက်လို့ရွာလဲနေတော့ကွာရခင်စိုးရဆက်ဆက်ကို စာရေးဆရာများက ရာနှောင်းပြေချုပ်ကန်ကြသည်ထီး နိုင်ငံရေးတွင်ပါဝင်လာကြောင်းနိုင်ငံရေးတွင်သာမက နေရာတကာတွင် လူရက်ကြီးလှုပ်ပြီးဝင်ပါရက်ကြကြောင်းယမကြောင်မီနှင်းများတွင်ကထွက်ပေါ်လာသောဥပဒေတွင် ထို့သို့ဝင်ပါခြင်းကိုရာခိုင်နှုန်းဖြင့်ပင်တိတိကျကျသတ်မှတ်လိုက်ကြောင်းသူ့ကိုရှင်းပြရသည်ဟဲအဲ့ဒီလိုလှုပ်လို့ရပါမလားရှင်ရတော့ပေါ်ကလေးမရေဥပဒေဆိုတာသူတို့လက်ထဲမှာပဲလीသူတို့စိတ်ကြိုက်ဆွဲကြတာပေါ့ ငါတို့ရာဂိုင်းတို့ဘလောက်ပါမဲဆိုပြီးခက်တီတီလှုပ်ခဲ့ကြသေးတာဒါဆိုရာဂိုင်းတို့ဘလောက်လို့တတ်မှတ်တလေရှင်လွတ်တော်တဲ့စာရေးဆရာ45ရာဂိုင်းတို့မဖြစ်မနေပါရမည်ဟုဥပရေကဆိုထားသည် ဝင်ကြီးချုပ်သည်စာရေးဆရာမြင်ရှိရမည်ဟုလည်းဥပရေကဆိုသည်ပြန်ချားရေးဝင်ကြီးဆက်သွယ်ရေးဝင်ကြီးစသည့်တာဝန်ထမ်းဆောင်မည်သူများကို စာရေးဆရာတင်ကြီးဥက္ကရာက စေလို့ရမည်ဟုလဲဆို၏စေးဘွားရေးမာရော55ရာခိုင်နှုန်းပါရမည်လို့ဥပဒေမှာရေးမထားဘူးလားဟာဟာမင်းကအတော်လဲတဲ့ကလေးမပဲအဲ့ဒီအဖတွေကလည်းလူလေတွေဆိုတော့ထိတ်တန့်စေးဘွားရေးလုပ်ငန်းခွင်တွေကို55ရာခိုင်နှုန်းမကထိတ်ချုပ်ထားပြီးပါပြီလက်ဦးမှုယူတဲ့နေရာမှာတော့စိတ်ချရပါလေစာရေးဆရာတို့ဒီနိုင်ငံရေးစီးပွားရေးအကြီးအကျယ်လုပ်ရုံနဲ့မကတော့ မွေးမြူရေးစိုက်ပျိုးရေးစာနယ်ဇင်းပရဟိတကျမ်းမာရေးအုပ်ချုပ်ရေးဥပဒေပြုရေးတို့တွင်တက်တက်ကြွကြွဝင်ပါလာကြသည်နှိပြောင်းနိုင်ငံသည်စာရေးဆရာတို့တရားဝင်ကြီးစိုးကြောင့်လူရင်းကျယ်လောက်ကြသည့်နိုင်ငံဖြစ်လာလိမ့်မည်မကြသေးခင်နှစ်များအတွင်းကစတင်ပြီးဒီမိုကရေစီပြောင်းလဲများပေါ်ဆောင်နေတော်လေဥပဒေမပြောင်းသဖြင့်ဒီမိုကရေစီက ဖာရိုင်းငါးရိုင်းပုံဖြစ်လာသည် ဒီမိုကရေစီခေါင်းဆောင်ကြီးကလည်းဥရီပြောင်းလဲရေးမျှော်လင့်ချက်ဖြင့်စာရေးဆရာတို့ကို ချော့ပေါင်းပေါင်းနေရသည်ဤသို့ဖြင့်အာနာယပါတီဥရီပြောင်းလဲရေးလှုပ်ရှားမှုမှာအားရစရာမကောင်းပြီစာရေးဆရာခေါင်းဆောင်တချို့မူပြီးဆဲသည့်လေထဆောင်လဲချမ်းသာတိုးတက်သည့်နိုင်ငံတို့ကယင်းနီမြုံနံမှုလို့ယံတွန့်ဆုံနေကြသည်အပေါင်းဆိုင်ဝါရကျင့်သုံးသောနိုင်ငံကြီးတစ်ခုသာ စာရေးဆရာဟောင်းတို့နဲ့ပေါင်းပြီး လာရောက်ရင်းနှီးမြှုပ်နှံဤနှိပြောင်းနိုင်ငံဤဥပဒေကြောင့်စာရေးဆရာတို့နေရာတကာတရားဝင်ဝင်ပါနေရခြင်းဖြစ်ရကားဥပဒေပြောင်းလဲမှသာ စာရေးဆရာတို့လည်းကိုယ့်အလုပ်ကိုအာရုံစိုက်လုပ်နိုင်ပေမည်သို့တော်လဲစာရေးဆရာခေါင်းဆောင်ပိုင်းတို့သည်ခေါင်းမာလှကြည်သည်ဥပဒေအနေငယ်ပြောင်းလဲရေးမှာနှစ်90ခန့်ကြာအောင်မည်ဟုဆိုလာသည်မိမိထံရောက်လာသော တရင်တော့ကလေးမာက ထူးခြားလစွာသော ထိုဥပဒေကိုလှလှပပသဘောချနေသည် ကျမကြိုက်ဆုံးကတော့ဝင်ကြီးချုပ်သည်စာရေးဆရာမြင်ရှိရမည်လို့ဥပဒေမှာပြထန့်ထားတာပဲဟိဟိဟုတ်သားပဲဒါကသဘောချစရာပဲအာနေချက်ကတော့စာရေးဆရာတွေဘလို့မြင်နေဆိုတာကိုဥပဒေနဲ့ထည့်ရေးမထားတော့လူတိုင်းဝင်ကြီးချုပ်ဖြစ်နိုင်တယ်လို့ဆိုရမှာပေါ့ကွာ ကျမနောက်ဆုံးသိကျင်တာကဒီဥပဒေကြီးကိုထောက်ခံတဲ့သူတွေကို သူတို့မွေးထားဖို့လိုတယ်ဆိုတော့ထောက်ခံတဲ့သူအတော်များသလားထောက်ခံတဲ့သူမနေလားဟုသူ့ကိုအမှန်တမ်းဖြေလိုက်ရသည်အာနာယပါတီစန့်ကျင်ဘက်အင်အားစုများက ဥပဒေကိုထောက်ခံနေကြသည် စာရေးဆရာအတင်ကောင်းဆောင်ပိုင်းကိုဆရာတင်နေကြသည်မဟုတ်လောစာရေးဆရာတို့ကလည်းတပည့်မွေးထားရပြန်သည် ထိုတပည့်သည်ယန္တူမရှိပါက မနေနိုင်မထိုင်နိုင်ဖြစ်သူယန္တူကိုမိခွက်ထွန်ရှာသူငါနဲ့မတူငါယန္တူဟူသောအယူဝါဒရှိသူဖြစ်ရမည်စသည်တတ်မှတ်ချက်များဖြင့်ပြည့်စုံလင်ပိုကောင်းသည်မိမိတို့စကားဝိုင်းသည်မကြသေးခင် နှစ်များအတွင်းကစတင်ပြီးဒီမိုကရေစီအပြောင်းအလဲများဖော်ဆောင်နေတော်လဲနှိပြော့နိုင်ငံ ရှိတိုးမလာခြင်းမှာ အပေเจ้าနီးဆိုသည့်အကြောင်းအရာကို ပြောဆိုကြသည့်သကဝိုင်းဖြစ်သည် မိဖြတ်ချိန်နှစ်နာရီပြည့်တော်မူဖြစ်သောကြောင့်မိမိတို့သကဝိုင်းဆုံးသက်လိုက်ပြီးတရင်တော့ကလေးမှလည်းမိမိကိုနှုတ်ဆက်ပြီးပြန်သွားလေသည်။နှင်းပြောင်းနိုင်ငံအကြောင်းပြောပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကို့လို့ကိုမလို့သူတွေကိုလည်းကျေးဇူးတင်ရမေ။သူတို့ကြောင့်ကျွန်မလည်းနှင်းပြောင်းနိုင်ငံမှာကို့လို့ကိုမလို့သူများဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါတစ်ဖုတ်ရင်းနိုင်တော့မယ်မဟုတ်လား။ရှမ်းလို့ကြွယ်